တတိယသုံးလပတ်မှာဗြိတိန်ရဲ့အလုံးလက်မဲ့နှုံဟောင်းညှော်မှန်းထားတာထက်900ခိုင်နှုန်းပိုများနေတယ်လို့သိရပါတယ်။ ီနှုန်းဟာ2021အစောပိုင်းကာလနောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ပါတယ် UK အစိုးရဘတ်ဂျက်မထုတ်ပြန်မီနိုဝင်ဘာ17ရက်မှာထုတ်ပြန်ခဲ့တဲ့တရားဝင်အချက်အလက်တွေမှာအလုံးလက်မဲ့နှုန်းမြင့်တက်လာကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်အခုရာခိုင်နှုန်းဟာဒုတိယ3လပတ်တုန်းကရှိခဲ့တဲ့4.8ရာခိုင်နှုန်းကနေမြင့်တက်လာတာဖြစ်တယ်လို့အမျိုးသားစီးရင်အင်ယုံရဲ့ထုတ်ပြန်ချက်အရသိရပါတယ် UK စီးပွားရေးတိုးတက်မှုအားနည်းနေချိန်မှာအခွန်တိုးခေါက်ဖို့ရှိနေတဲ့နှစ်စဉ်ဘတ်ဂျက်ကို လေးပါအစိုးရအဖွဲ့ကနိုဝင်ဘာ26ရက်မှာမထုတ်ပြန်ပြီးတတိယ3လပတ်မှာအလုံးလက်မဲ့နှုံမြင့်တက်လာကြောင်းစင်းအင်းယုံကထုတ်ပြန်လာတာဖြစ်ပါတယ်။တတိယ3လပတ်အတွင်းလေးလဆန်းစစ်သူတွေရဲ့ပုံခံမှန်းချက်မှာအလုံးလက်မဲ့နှုံ၄.၉ခန်းနှုံအထိမြင့်တက်မယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။၂၀၂၅ခုနှစ်တတိယ3လပတ်ဟာဇွန်လကနေစက်တဘာအထိဖြစ်ပါတယ်။ လစားပေးရမယ့်အရေးအတွက်ကြာဆင်းနေပါတယ်။လွန်ခဲ့တဲ့၁၂လအတွင်းမှာအလုံးလက်မဲ့နှုံကြာဆင်းနေတာဖြစ်ပါတယ်လို့ဆိုပါတယ်။လေဘာပါတီဟာ၁၆လအတွင်းလူမှုအကြိုက်ကြာဆင်းနေပါတယ်။